ဆော်ဒီအင်ရှင်မင်းသားမိုဟာမက်ဘင်ဆာမန်ဟာမီဒီကန်သမရာဒိုနေထရက်နဲ့နိုဝင်ဘာလ18ရက်နေ့ကအင်ဖြူတော်မှာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ဆော်ဒီအင်ရှင်မင်းသားဘင်ဆာမန်ဟာတရင်တော့ဂျမန်ကာရှိုဂီကိုတပ်ဖြတ်ဖို့စစ်စင်ရေးအားအတီးပြုခဲ့တယ်လို့ဆွဆွဲခံထားရသူဖြစ်ကြောင်းသိရှိရပါတယ်။ယင်းတရင်တော့တပ်ဖြတ်ခံရပြီး9နှစ်ကြာတွင်အမေရိကန်ကိုပထမဆုံးအကြိမ်ပြန်လည်ရရှိလာခဲ့တာလည်းဖြစ်ပါတယ်။ Sorry အင်ရှင်မင်းသားကထရန့်ဟာ ယင်းနီးနှွေထွေးစာကြိုဆိုခဲ့ပြီး Saudi Arabia ကအမေရိကန်မှာဒေါ်လာ1 trillion အထိယင်းနီးမြှုပ်နှံဖို့တိုးမြင့်မည်ဖြစ်ကလက်နက်ရောင်းဝယ်ရေးဤပညာဘူးပေါင်းဆောင်ရွက်ရေးနဲ့ငင်းချမ်းရေးကိစ္စရပ်များကိုဆွေးနွေးခဲ့ကြပါတယ် Trump အနေနဲ့ Saudi ကို F35 ကိုပြောက်တိုက်လေယာဉ်ရောင်းချဖို့သဘောတူခဲ့ပါတယ်။ညနေဘက်မှာတော့အင်ဖြူတော်မှာညစာစားပွဲကျင်းပပြုလုပ်ခဲ့ပြီး Trump က Saudi ကို နေတိုးမဟုတ်တဲ့မဟာမိတ်နိုင်ငံ20မြောက်အဖြစ်သတ်မှတ်ကြောင်းကြေညာခဲ့ပါတယ်။ညစာစားပွဲကိုတထေးကြီးတွေဖြစ်တဲ့ Elon Musk, Tim Cook တို့ပြင်နာမည်ကျော်ဘောလုံးသမား Cristiano Ronaldo လည်းတက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။